ခိတနာခြင်းကွန်ဖြူရှက်ပြောမှုသည့်စကားလေးတစ်ခုရှိပါတယ်။ဘာမှမလုပ်သောကြောင့်နောက်ကျသွားသည်မရှိဟု၍ဖြစ်ပါတယ်။ထိုပညာရှိကြီးပြောသွားသည်မှာတသက်လုံးဘာမှမလုပ်ဘဲထိုင်နေရန်မဟုတ်ပါ။လှုပ်လဲလှုပ်နားလဲနားရန်ပြောခြင်းဖြစ်ပါတယ်။အနာယူရန်ဘာမှမလုပ်ဘဲနေခြင်းကြောင့် နောက်ကျသွားခြင်းမဖြစ်နိုင်ဟု ဆိုလိုခြင်းဖြစ်ပါတယ်။လူတိုင်းလှုပ်လဲလှုပ်နားလဲနားစားလဲစားသွားလဲသွားရပါလိမ့်မယ်။အလုတ်ကြီးတောက်လျှောက်တည်သည့်အထိလှုပ်နေရန်မဟုတ်ပါ။အလုတ်ပိတ်ရမှ နားလိုက်ပါ။ရက်ရှည်ပိတ်ထားခရီးသွားလိုက်ပါ။မိမိအလုတ်မှခိတထွက်သွားက ဝေးသည့်တနေရရာကိုသွားပြီးအလုံးကိုမေ့ထားလိုက်ပါ။ပျော်စရာရှိလျင်ပျော်လိုက်ပါ။ မိသားစုရှိလင်သူတို့နဲ့အတူအချိန်ဖြောင်းလိုက်ပါ အားလုံးလမ်းဆန်းကအသက်တစ်ခုပြန်ဖြစ်သွားပါလိမ့်မယ်နှစ်တစ်နှစ်အတွက်ရက်ရှည်ပိတ်ရက်နားရက်အပန်းဖြေရက်များထားပါ ထိုရက်အတွင်းမိသားစုနဲ့အတူ ခရီးထွက်နိုင်အောင်ကြိုးစားပါ ဝင်ထုံးဝင်ပိုးဖြစ်စေမည်အရာမှန်သမျှထားခဲ့ပါလိုသလောက်ယူဆောင်က ရှိရာလေးနှင့်ရအောင်နေထိုင်ကြပါ အဝေအစားအပိုတစုံသွားတိုက်စေသဘောတန်ဖက်ရန်စာအုပ်ဒိုမဟုတ်ကွန်ပျူတာဖုန်းတစ်လုံးလောက်သာပါသည့်ကြော်ပုတ်အိတ်လေးတစ်လုံးနှင့် သွားကျင်သည့်နေရာကို ရှောက်သွားလိုက်ပါပေါပေါပါပါခရီးသွားနိုင်အောင်ကြိုးစားပါ မလိုသည့်ဝင်ထုတ်ဝင်ပိုးများကိုလျှော့ထားလိုက်ပါ တနိုင်တပိုင်လောက်ဖြင့်သာခရီးတစ်ခုကိုစတင်နိုင်အောင်စူးစမ်းကြည့်ပါထိုခရီးသည်ကိုယ့်အတွက်စိတ်ရောလူပါပေါ်ပါလန်းဆန်းသွားစေနိုင်မည်ခရီးဖြစ်တတ်ပါရဲ့ဤသည့်အနောက်အဖွဲမြမပါလွတ်လပ်စွာပြန်တန်းနိုင်စေရန်စူးစမ်းကြည့်ပါနနက်စောစောအိယာကားထပါနှစ်သက်ရာနေရာတွင်နနက်စာစားပြီးဝမ်းကိုဖြည့်လိုက်ပါယနေ့베리ကိုသွားပြီး ဘာရီကိုလုံမြည်ဆိုခြင်းကို အစီအစဉ်များချထားသည့်အတိုင်းလှုပ်ဆောင်ခြင်းဖြင့်နေ့တစ်နေ့ကို စတင်လိုက်ပါအနာယူ အပန်းဖြည့်ပြီးစိတ်ကိုလွတ်လပ်ပေါ်ပါအောင်လှုပ်လိုက်ခြင်းကခွန်အားတစ်ခုကို ပြန်လည်ဖြစ်ထွန်းစေနိုင်ပါတယ်အရေးကြီးသည်မှာအနောင်ဖွဲ့ခြင်းရန်သာ အနာယူရသည့်ခိတာခဏအချိန်လေးမှာမိမိကိုယ်ပိုင်စီစဉ်နိုင်သည့်စိတ်သွားတိုင်းကိုပါလိုရာကိုရောက်နိုင်ခြင်းသာ ဖြစ်သင့်ပါတယ် ရင်အရာပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီပေါ့ကတ်ကို AC Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာနေ့စဉ်နားဆင်နိုင်ပါတယ်။အခုလိုပိုတန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်နဲ့မောက်ခစာအုပ်တိုက်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ကျမကတော့ကေပါ ကိုစီကိုငါကိုဒီတာ၌ပျော်ကြဆက်ရာတတဝါဟုသမျှတို့သည်အိမ်မက်ရာမက်ကောင်းစွာမက်၍နှစ်သက်ကြီးသာအိတ်ဆက်နိုင်ကြပါစေမင်္ဂလာကျက်သည်ရှက်ဝေလန်းသည်ဖြင့်စမ်းပွင့်ကြကုန်သည်ဖြစ်၍ကောင်းစွာမိုးတောက်အလင်းရောက်လျက်ထမြောက်နိုးကြနိုင်ကြပါစေ